โอเคဒါဆိုစလိုက်ရအောင်ဒီမှာဆိုရင်တော့တခြားတို့အင်္ဂလိပ်စာလေ့လာတဲ့အခါမှာဘာမှမသိခင်ပေါ့နော်ဘာမှမလေ့လာခင်အဓိကအခြေခံအကြောင်းဖြစ်တဲ့အရာကတော့ဘာလဲဆိုတော့ first of speech မှာက speech ဆိုတာကစကားပြောတာကိုဆိုလိုတာအော်တခြားတို့အင်္ဂလိပ်စကားပြောတဲ့အခါမှာစာကြောင်းမကြောင်းမှာဘလို့အစိပ်ပိုင်းတွေဘာလဲဆိုတာအရင်ဆုံးလေ့လာကြတယ်ပထမဆုံးအနေနဲ့ noun noun ခုတော့ noun ကကြတော့ငါတို့ဘယ်ချိန်မှာသုံးလဲဆိုတော့ noun refer to a person place or thing နောက်ဆိုတာကအရာဝတ္ထုတစ်ခုဒါမှမဟုတ်နေရာတစ်ခုဒါမှမဟုတ်လို့ရှင်ပစ္စည်းတစ်ခုခုကိုပြောချင်တဲ့အခါမှာဆိုရင်အရာမျိုးတွေကိုနောင်လို့ခေါ်တယ်ပေါ့နော်အဲနောင်ထဲမှာဘာတွေပါမလဲတနည်းအားဖြင့်မြမလိုအဓိပ္ပာယ်ဘာသာပြန်ရင်တော့ဒီမြမဒရာမှာပါတယ်လေတက်ရှိတမက် stressy တမက်တို့ဤအမည်ကိုတမကိုနောင်ခေါ်တည်ဆိုတာပေါ့အဲ့တော့ငါတို့ဒီလောကကြီးမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးအလူရနာမည်ပေးထားတာပေါ့အဲ့လိုနာမည်ပေးထားတဲ့နာမည်ပေးထားတဲ့အရာတွေအကုန်လုံးကိုနာမည်လို့ခေါ်တယ် โอเคလေ example ဆိုလို့ရှိရင် buy လေအကောင့်လေးပေါ့เนาะပြီးရင် friends friends ဆိုတာကမြို့အဲ့လိုလူတွေကလူလူပုဂ္ဂိုလ်ရဲ့နာမည်အကုန်လုံးပါမယ်မောင်မောင်ဆက်လာမာဂျီယာ April အာဒါမျိုးအကုန်လုံးပါမယ်ပြီး city city ဆိုတဲ့မြို့ဆိုတော့ပြီးမြို့နာမည်အကုန်လုံးကလူနာမည်အကုန်လုံးပြီးတော့ pre board ကအကုန်လုံးအဲ့လိုမျိုးနာမည်ပေးထားတဲ့ဒါဆိုရင် phone တို့ ball pin တို့ microphone တို့အကုန်လုံးဒီ classes ညမှန်ဒီလိုမျိုးနာမည်ပေးထားတဲ့ဟာတွေအကုန်လုံးကိုနန်လို့ခေါ်တယ် အစာကြောင်းတွေမှာဆိုရင် noun တွေကိုအများကြီးထည့်သုံးနေပါတော့ပြီးတော့နောက်တစ်ခုကကြတော့ pronoun pronoun ကဘာကိုပြောချင်တာလဲဆိုတော့ pronoun ကနာမ်စာနာမ်စာဆိုတာကကြတော့နာမ်ဤအစာသုံးသောပုဂ္ဂိုလ်နာမ်စာကိုခေါ်တည်ပါတော့အဲ့လိုပြောလို့ရတယ်အတူကကြတော့နာမ်ကိုအစာသုံးလိုက်တာပါပဲနာမ်စာဆိုတဲ့အတိုင်းပဲနာမ်ကိုအစာသုံးဟုတ်ပြီဘယ်လိုမျိုးလဲဆိုရင် ဟုတ်ပြီဒီဒီစာကြောင်းတုံးကြောင်းမှာဆိုလို့ရှင် Nadia is a teacher Nadia ကဆရာမတစ်ယောက်ဖြစ်တယ် Nadia is beautiful Nadia ကလပ်ပါတယ်ပြီး Nadia is patient Nadia ကစိတ်ရှည်ရယ်အဲဒါဆိုလို့ရှင်ဒီမှာဘောနော teacher Nadia ရဲ့အာသူ့သူ့မှာရှိတဲ့အရေးချင်းတွေကိုရေးပြထားတာအဲ့မှာဆိုရင်ငါတို့ကြည့်လိုက် Nadia Nadia ဆိုတာရေးချက်နေတယ်အဲ့လိုမျိုးအရှိရပြောပြီးသားဟာနာမည်ကိုထက်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 ပြီးတော့မတုံးချင်တော့ဘဲနဲ့ဒီအောက်က Nadia နေရာမှာ she ဆိုပြီးတော့မှအနန်စားတုံးလိုက်မယ် she is beautiful she is patient အဲဒါမျိုးပေါ့အဲ့လိုမျိုးနှစ်ခေါက်သုံးခေါက်ထပ်မသုံးချင်လို့အရှိမနာမည်တစ်လုံးရေးလိုက်မယ်နောက်ကသူ့အစားနာမည်ရေးတဲ့နေရာတွေမှာ she he ဆိုပြီးတော့မှလမ်းစာရေးသုံးလိုက်လို့ရတယ်လူလူယောက်ျားလေးဆိုလို့ရှိရင်တော့ he နဲ့သုံးမယ်မမလေးဆိုရင်တော့ she နဲ့သုံးမယ်ပေါ့နော်အားဆိုရင်တော့ i mean ဆိုရင် you i will you ပြီးလူအများကြီးဆိုလို့ရှိရင်တော့ they နဲ့သုံးမယ် i will you they she it ပေါ့နော်ဟိုက example မှာတော့အစုံတော့ပြောမထား I will you they appreciate it อืมဒီပစ္စည်းတွေရေတွက်လို့မရတယ်လို့မဟုတ်တဲ့ပစ္စည်းတွေပါလို့ဆိုလို့ရှိရင် internet တောင်းလို့ရတယ်ဖုန်းတို့ဘာလို့ပြောချင်းပြီးဆို this phone is pretty uh, it is expensive ဒီဖုန်းကလာတယ်ဒီဖုန်းကဈေးကြီးအဲ့လိုမျိုးတွေဆိုရင် internet တောင်းလို့ရတယ်နောက်ဆိုရင်နန်းစားကိုတည်သွားရွေးချင်ပါတယ်နောက်တစ်ခုက bath bath ကကြတော့ bath show an action or state of being လဲ bath ဆိုတာကလုံးတဲ့ action ပေါ့နော်လုံးတဲ့ action ဒါမှမဟုတ်လို့ရှိရင်ဖြစ်တဲ့ဖြစ်တည်မှုကိုဖော်ပြတာပါလေ အော်ဘတ်ဆိုတာကမြန်မာလိုဘာသာပြန်ရင်တော့ဖြူချင်းရှည်ချင်းဖြစ်ချင်းပေါ့နော်အဲ့ဒါတွေကိုဘတ်လို့ခေါ်ရဲဆိုပြီးပြောကြတယ်။အတူကဘတ်ကတော့တီးနေဆုံးတယ်။သွားတီးလာတီး action ပေါ့ကိုလုတ်တဲ့အရာမှမများဘူးဘတ်လို့ခေါ်ရဲ။စားတီးသွားတီးပြောတီးနေထိုင်တီး walk run speak live လမ်းလျှောက်တီးပြေးတီးစကားပြောတီးနေထိုင်တီးအဲ့လိုမျိုးတွေကဘတ်တွေဖြစ်တယ်။ပြီးနောက်တစ်ခုကကျတော့ adjective adjective က describe or describe a noun or pronoun adjective ဆိုတာက noun ဒါမှမဟုတ်လို့ရှိရင် pronoun ပေါ့နော်အပေါ်မှာပြောခဲ့တဲ့ noun မဟုတ်ရင် pronoun ကိုကိုစားပြုတယ်လေအဲဆိုရင် adjective ဆိုတာကတော့နဲ့ဆုံးပဲပေါ့အရက်ရှည်တော့ကြီးတော့ပျော်ရွှင်တော့ဝမ်းနည်းတော့စိတ်ရှည်တော့ဒေါသထွက်လွယ်တော့ဒါမျိုးတွေအကုန်လုံးတော့နဲ့ဆုံးတာတွေအကုန်လုံးက adjective ဖြစ်မယ်အဲ့တော့ခုနက example ပါပဲပြန်ပြောပြီဆိုလို့ရှိရင် she is she is beautiful ပေါ့သူမကလှပါတယ် she is beautiful Nadia is beautiful. Nadia ကလှပါတယ်။အဲ့တော့ဒီမှာဆိုရင် beautiful ပေါ့နော် beautiful က adjective ဖြစ်မယ်လှပါတော့။လှပါတော့ဘသူကလှပါတာလဲ။အရှိကဒီ Nan Nadia ဆိုတဲ့နာမည်ပေါ့နော် Nan ကိုကိုစားပြုတယ်။အဲ့ Nan ကလှပါတယ်ပေါ့ Nadia ကလှပါတယ်ဆိုတော့ beautiful က adjective ဖြစ်မယ်။ Nan ကိုအချူပြူထားလို့ပြီးတော့ဒီမြို့ကကြီးတယ်ဒီမြို့ကကြီးတယ်ဆိုတော့ this town is big လို့ရေးလို့ရတယ်ဒီမြို့ကကြီးတယ်အဲ့မှာ big big ကကြီးတော့သူကအကြီးတယ်ဖြစ်မယ်ဘာလို့လဲကြီးတော့ဆိုတာက this town ဒီမြို့ကို ကိုဒီမျိုးကိုရင်ထွန်းတာဘယ်လိုပေါ့နော်ဒီမျိုးကကြီးတယ်ဟုတ်ပြီနောက်တစ်ခုက adverb adverb ပေါ့နော် adverb ကကြာ describe an action or expression လေကိုလုပ်တဲ့ action ဒါမှမဟုတ်ရင်အပြုအမူတွေကို adverb နဲ့ပေါ့ adverb ကတော့ဟိုအများအားဖြင့်ပေါ့နော် mostly စွာနဲ့ဆိုတာပစွာကျမ်းမာစွာပျော်ရှင်စွာပေါ့ adverb ကကြာကိရိယာကိုအထူးပြုတာကိရိယာဝိသေသနာပေါ့ adjective ကနာမဝိသေသနာအနံကိုအထူးပြုတာကိုနာမဝိသေသနာလို့ခေါ်တယ် အတ္တကကရိယာကိုအထူးပြုတာကိုကရိယာဝိတ္တနာလို့ခေါ်တယ်။ဟုတ်ပြီဒီစာကြောင်းလေးမှာဆိုရင် they live in the house happily သူကသူတို့ကပေါ့နော် they သူတို့က live နေတိုင်းဒီ in the house ဒီအိမ်မှာ happily ကြောရှင်စွာနေထိုင်ကြတယ်။အဲ့မှာဆိုရင် happily ဆိုတာကသတိစားမိမှာဖြစ်နေဆွာဆိုလို့ပြောတိုင်းဟုတ်တယ်နော်ကြောရှင်စွာသူတို့ကဒီအိမ်မှာကြောရှင်စွာနေထိုင်ကြတယ်။အဲ့တော့အဲ့လိုမျိုးသူတို့ကနေထိုင်နေအိမ်မှာဒီဒီစာကြောင်းလေးမှာဆိုရင်ဒီမှာ they live in the house နဲ့ဖြစ်လိုက်နေကြတယ်သူတို့ကအိမ်မှာနေထိုင်တယ် အဲ့ဘလို့နေထိုင်တာလဲပေါ့သူလုပ်တဲ့ expression မှာဘလို့နေထိုင်တာလဲပျော်ရွှင်စွာနေထိုင်တာအဲ့ happily ဆိုရဲ happily ဆိုရဲပျော်ရွှင်စွာဆိုရဲ adverb ကနေထိုင်တာကိုကိုစားပြုတယ် live ကိုကိုစားဘလို့နေတာလဲပျော်ရွှင်စွာနေထိုင်တာအဲ့လိုမျိုးကရိယာကိုစားပြုရတဲ့ဟာမျိုးကိုပြရလို့ကြေတနာလို့ခေါ်တယ် adverb ဆိုခေါ်ပါတယ်ဒီမှာလို့အတူကောက်မှန်ရင်တော့စွာနဲ့ဆုံးတာပေါ့နော်ဟုတ်ပြီနောက်တစ်ခုက proposition proposition က link a noun or pronoun to another word နောက်နဲ့ pronoun ကိုတခြားစလုံးတစ်လုံးကို link လုပ်တာအခြေဆက်ထားပေးတယ် pronoun လဲမှာဆိုရင် at တို့ on တို့ in တို့ from တို့ and တို့ပေါ့နော်ဒီတော့ဒီအပေါ်မှာအောက်မှာဘေးမှာအထဲမှာမှာကနှိုက်မှာတွင်ဝဲကပေါ့ဒါမျိုးတွေ preposition weback လို့ပြောတာပေါ့ညီမလို့ဆိုရင်တော့ weback တွေကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုက conjunction conjunction ကကျတော့စကားဆက်စကားဆက်က join two words or phrases together စလုံးစလုံးဒါမျိုးလို့ရှိရင်စကားစုနှစ်စုကိုအတူတူအတူတူဆက်လိုက်တာပေါ့နော်အဲ့ဒါမျိုးကိုစကားဆက်လို့ခေါ်တယ် example between and or bad လေဒါကြက်က example ရ between and or bad အဲဒါမျိုးတွေရှိမယ်အဲ့တော့ဒီစာကြောင်းလေးမှာဆိုရင် she is beautiful သူမကလှပသည် she is clever သူမကတော်သည်အဲ့မှာဆိုရင် she is beautiful နဲ့ she is she is she is ဆိုပြီးတော့သူနေပေါ့နော်အဲ့ဒါလေးကိုငါတို့ကစာကြောင်းနှစ်ကြောင်းတစ်ကြောင်းနဲ့နေကြည့်မယ် she is beautiful and clever သူမကဟာပါလေးလှလေးလှလှပပြီးတော့မှစတော်သည် အဲ့လိုမျိုးစာကြောင်းနှစ်ကြောင်းတစ်ကြောင်းလေးဖြစ်အောင်ဆက်ရှင်တဲ့ဟာမျိုးတွေဆိုလို့ရှင်စာကြောင်းနှစ်ကြောင်းလေးဖြစ်မယ်တခါလေးကျစလုံးနှလုံးလေးဖြစ်မယ်အဲ့လိုမျိုးဆက်ရှင်တဲ့အခါမှာဆိုရင်ဒီလိုကွန်ဂျန်ရှင်းနေဖြစ်တဲ့စကားဆက်တွေကိုတုံးလို့ရတယ်အဲ့လိုမျိုးပဲတခါလေးကျအော်ပေါ့နော်ဒါမှမဟုတ်ရင်ဒါကိုရွေးပါရွေးခိုင်းတဲ့အခါမျိုးတွေ pivot ဒါပေမဲ့လည်းဆိုပြီးတော့ပြောရှင်းတဲ့အခါမျိုးတွေမှာဆိုရင်ကွန်ဂျန်ရှင်းတွေကိုတုံးလို့ရပါတယ်နောက်တစ်ခုကကျတော့ interjection interjection က emotion ကိုဖော်ပြတာ strong emotion or reaction ကိုယ့်ရဲ့ဒီ တစ်ခုခုမြင်လိုက်လို့အားလို့ oh oh my god ဆိုလို့ဒါမျိုး wow ဒီလိုမျိုးတွေ wow ဆိုပြီးဒီလိုမျိုးတွေပြောလိုက်တာတွေကို interjection လို့ခေါ်တယ်အခုဆိုရင်တော့ teacher တို့အင်္ဂလိပ်စာရေးလေးရေးတဲ့အခါမှာပေါ့နော်ဒီလိုစလုံးလေးတွေကအင်္ဂလိပ်စာကျောင်းတွေမှာအများနဲ့ပါတတ်တယ်ဆိုတော့သိပြီလို့ထင်ပါတယ် okay အဲ့တော့နောက်ထပ်တစ်ခုအနေနဲ့ကငါတို့အင်္ဂလိပ်စာလေးလာတဲ့အခါမှာ parrot speech လေးတီဗီဆိုလို့ရှိရင်ပေါ့နော်အင်္ဂလိပ်စာကျောင်းလေးတွေကိုဘယ်လိုရေးကြမလဲဆိုတဲ့အခြေခံ concept လေးကိုကြည့်အောင် ဟုတ်ပြီဘယ်အင်္ဂလိပ်စာကြောင်းအောင်မဆိုးပေါ့နော်ဒီလိုမျိုးစာလုံးသုံးလုံးလေးနဲ့ဖွဲ့စည်းထားတယ် subject verb object ဆိုရဲစာလုံးသုံးလုံးလေးနဲ့ဖွဲ့စည်းထားတယ် subject ကကြတော့ကတားဝိဘတ်ပေါ့ကတားဝိဘတ်သီကမှာနေဆုံးတယ်သူသွားဒီလာဒီသူကသူမှာဒီလိုမျိုးဟာမျိုးတွေဆိုရင်ကတားဝိဘတ်ကတားဝိဘတ်နေရာမှာတော့ငါတို့ teacher ကခုနပြောလိုက်တဲ့ noun ပေါ့နော် noun တွေကိုအများဆုံးသုံးတယ်ပြီးနောက်တစ်ခုကကြတော့ verb verb ကကြတော့ကရိယာကရိယာဆိုတာက အာခုနအဲ့ parallel speech မှာလည်းပါမယ်ထင်တယ် parallel speech မှာလည်းပါတယ်ပေါ့နော်သွားဒီလာဒီတာမျိုးတွေကြိယာကိုသုံးတယ်ပြီး object object ကကြတော့ပြုလုပ်ခံရတဲ့ဟာမျိုးပေါ့နော်ပြုလုပ်ခံရပြုလုပ်ခံရသူဆိုလို့ရှင် object နဲ့သုံးလို့ရအဲ့တော့ example စာကြောင်းလေးပြပြမယ်ဆိုရင်မောင်မောင်ဒီကြကြောက်မောင်မောင်ကဖေးကိုရိုက်တယ်ဒီမှာဆိုရင်ဘယ်ဟာက subject လဲဆိုတော့မောင်မောင်က subject ဖြစ်မယ်ဟုတ်တယ်နော် ။ be ဆိုတာက bird ဖြစ်မယ်။ the dog က object ဖြစ်တယ်။ဟုတ်ပါပြီ။အဲဆိုရင်တော့ဒီလိုမျိုးပုံစံလေးပတ်စံလေးကိုတည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စာကြောင်းအတူလေးတွေစတင်ပြီးတော့ရှင်းပြရအောင်။ဒါခါလေးကြတော့ဒီ object မပါတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲ့ငါတို့က object မပါဘဲနဲ့ပဲချက်ချင်းတန်းပြီးတော့မှနောက်မှ adjective နဲ့ဆက်တဲ့စာကြောင်းလေးလည်းရှိရောခုနကတည်းက example အနေနဲ့ရေးပြသွားတယ် she is beautiful ဆိုလို့ရှိရင်ကြည်လိုက် she က subject ဟုတ်တယ်နော် is က verb ဖြစ်လာပါတီပေါ့ beautiful က adjective အဲ့အဲ့လိုမျိုးဒီ verb တွေနောက်မှာ adjective လက်တန်းလိုက်ပြီး object မပါတာမျိုးတွေလည်းရှိတယ်။ Okay အဲ့ဆိုလို့ရှင်တော့ဒီပုံစံလေးကိုကြည့်သွားရင်ဆိုရင်ငါတို့အာစာတောင်းရေးတဲ့အခါမှာပေါ့နော် subject ကတော့ဒီပုံစံတိုင်းပဲ subject နေရာမှာ noun နေလိုက်မယ်အဲ့လို noun မျိုးစုံလိုက်လို့ရတယ်တခြား action အာ noun နေလိုက်လို့ရတယ်ပြီးရင် object ကလည်းရှိနေပေါ့နော်အဓိကတော့ငါတို့ကွဲသွားတာက buff buff တွေမှာဆိုရင် အတိတ်ကလုတ်ခဲ့တာအခုလုတ်တာအနာဂတ်မှာလုတ်တာလုတ်အတိတ်ကလုတ်ပြီးအခုလုတ်မပြီးတာအဲ့လိုမျိုးပေါ့နော်ဘတ်ပုံစံတွေကအများကြီးရှိတယ်အာဒါဆိုလို့ရှိရင်တော့ငါတို့ဒီချေတို့ဒီ course မှာပေါ့နော်ဒီ grammar အခြေခံ course မှာ verb တွေရဲ့ quota ချက်လေးကိုလေ့လာပြီးတော့မှ subject နဲ့ object ကိုပါတွဲပြီးတော့ဒီ unit နဲ့ grammar ကို အခြေခံပိုင်းအောင်လို့စာကြောင်းလေးလေ့လာရပုံစံကိုတွားကြမယ် So hello everyone. ဒီ channel ကတော့ English နဲ့ Native မှာ Artisan Native ဖြစ်ပါတယ်။ အဲ့ဒီ grammar course လေးကိုဒီကလုံလိုက်တဲ့ရွယ်ချက်ကပေါ့နော်အကုန်လုံးက grammar ကိုအခြေခံအလေးလာခြင်းနဲ့ဒါပေမဲ့ဘယ်အစားမှမသိဘူးဘာလို့အောင်မသိဘူးဆိုတဲ့သူတွေအတွက်ပေါ့အင်္ဂလိပ်စာကိုအခြေခံကလေးလာမဲ့သူတွေအတွက်ဒီ video တွေကိုလိုက်ကြည့်ပြီးတော့မှ share ပေးရ answer တွေကိုတခြားလိုက်လုံမယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာအခြေခံကိုတခြား foundation ပေါ့နော်ပိုင်နိုင်သွားမယ်ဆိုတာကိုကျေအားမခံနိုင်ပါတယ်။အဲ့ဆိုရင်တော့ဒီချက်အကြောင်းလေးမိတ်ဆက်မယ်ဆိုရင်တချက်ကတော့အာအခုလက်ရှိဆိုလို့ရှိရင်တော့ Austin University မှာ IT major နဲ့ စတန်ဂျီယာကိုတက်ရောက်လျက်ရှိပါတယ်ဒီချက်ကတီချင်းကတော့ကွယ်ဖက်ရှင်ပေါ့နော်ဟောစာတင် ပြရတာဝါသားပါတယ်ပြီးရင်ဒီလိုမျိုး English Learner တရား page မှာ full class တွေတခြား post class တွေအပြင်ကိုတခြား organization တွေမှာလည်း volunteer တွေအပြင်လုပ်ဆောင်ရရှိပါတယ်ပြီးတော့ဒီချက်က GED ပေါ့နော် GED teacher အပြင်လည်းလုပ်ဆောင်ရရှိပါတယ်အခုလက်ရှိအခုလက်ရှိလုပ်ဖြစ်နေရတော့ teacher page မှာဒီလို free class တွေဖွင့်မယ်ပြီးတော့ teacher ရဲ့1 on 1ပေါ့နော်1 on 1တယောက်ချင်းတွားတဲ့အင်္ဂလိပ်စာ ဒါရှိ101 class တွေကိုလည်းပဲပြင်ရရှိပါတယ်။အဲဆိုရင်တော့ channel 101 class အနေနဲ့ပြင်ဆင်လို့ရှိရင်လာပြီးတော့ဆုံဆန်းလို့ရပါတယ်။ဒီ grammar course လေးမှာငါတို့ grammar ကိုအခြေခံကိုတခြားလေးရသွားအောင်လို့ပေါ့နော်။တစ်ပုဒ်နှစ်ပုဒ် video တစ်ပုဒ်နှစ်ပုဒ်နဲ့ရက်သွားဖို့ခွင့်နဲ့အဆုံးထိလိုက်ပါမယ်လို့ကိုယ့်ကိုယ်ကလေးပြီးတော့စာလိုက်ရအောင်။ play တွေအကြောင်းလေးလာလိုက်ရအောင်။ buff တွေမှာဆိုလို့ရှိရင် buff ကို2မျိုးပြန်ခွဲပါတယ်။ buff to be နဲ့ main buff နဲ့ဆိုပြီးတော့ ဒီ buff to be ရဲ့မှာဗာရီပါလဲဆိုတော့အဓိက buff ငါးလုံးပေါ့နော် am is are was were အဲ့လို buff တွေပါတယ်သူရဲ့အဓိပ္ပာယ်ကတော့ဖြစ်သည်တည်ရှိသည်ဒါမျိုးတည်နဲ့ဆုံးတာလေးပေါ့နော် buff to be ပြီးတော့နောက်တစ်ခုကကြတော့ main buff main buff တွေမှာကြတော့ eat sleep sleep go ပေါ့သွားသည်နေထိုင်သည်ပြီးရင် eat သည်စားသည်ဒါမျိုးတွေအဲ့လိုမျိုးတွေကြတော့ main buff လို့ခေါ်တယ်โอเคနော်အဲ့တော့ buff တဲမှာ category အနေနဲ့နှစ်ခုရှိရယ် buff to be မဟုတ်ရင် main buff ပေါ့ above to b လို့ပြောလိုက်တာနဲ့ above to b တခါလေး above to မပါ BEP ဆိုပြီးတော့လည်းသုံးလို့ရှိရပါတော့ BEP BEP လို့ပြောလိုက်တာနဲ့ teacher တို့ကတန်းတည်နေရမယ် MS award ဆိုရတဲ့တခုခုပေါ့ဒါပြီး is လို့မြင်လိုက်ပြီးဆိုရင်အဲ့ဒါက above to b ပဲဝယ်ရဆိုရင်လည်း above to b ပဲ above to b ရမှာဒီစလုံးအားလုံးပါတယ်အဲ့တော့ above to b ထဲမှာမှာ MS award ကိုကြတော့ teacher တို့အခုလက်ရှိ present tense အခုလက်ရှိကာလတွေမှာ MS award ကိုသုံးမယ်ပြီးအတိတ်ကကာလတွေမှာကြတော့အတိတ်အကြောင်းပြောတဲ့အခါမှာဆိုရင် was ဝယ်ရအောင်သုံးမယ် ်အဒီနေ့ရ unit 1အနေနဲ့ပေါ့နော် unit 1အနေနဲ့တော့ amisa အကြောင်းလေ့လာရအောင်အခုတချေခုနပြောတဲ့ subject ပတ် object ပတ်တန်လေးရ amisa ရောသိပြီဆိုရင်စာကြောင်းလေးရေးစာရည်လို့ရပြီဒီမှာ lisa ပေါ့နော် lisa သူအကြောင်းသူမိတ်မိတ်ဆက်ထားတယ် my name is lisa အားရဲ့နာမည်က lisa ဖြစ်ပါတယ် i am 22ငါကအသက်22နှစ်ရှိပြီ I am American I am from Chicago ငါက American သားတယောက်ဖြစ်တယ်ငါက Chicago မှာနေပဲပေါ့နော်ပြီးတော့ I am a student ငါကကျောင်းသားတယောက်ဖြစ်တယ် My father is a doctor and my mother is a journalist. ငါရဲ့အဖေကဆရာဝန်တယောက်ဖြစ်ပြီးတော့ငါ့ရဲ့အမေက journalist ဆိုတာကသတင်းတောက်တယောက်ဖြစ်ပါတယ်ပေါ့ My favorite color is blue. ငါ့ရဲ့ကျေးဇူးကအရာက blue အပြာရောင်ဖြစ်တယ်ပြော my favorite sports are football and swimming ငါရဲ့ favorite sports အကြိမ်ဆုံးငါရဲ့အကြိမ်ဆုံးအားကစားတွေကတော့ football ဘောလုံးကန်တာနဲ့ swimming ပြေးကူးတာပဲဖြစ်ပါတယ် I'm interested in art ငါကအနုပညာကိုစိတ်ဝင်စားတယ် I'm not interested in politics ဟာကနိုင်ငံရေးကိုစိတ်ဝင်စားဘူး။ဒါဆိုရင်တော့ဒီလိုစာကြောင်းလေးသိနေဆိုရင်ဒီဟာကတော့လီစာပေါ့နော်သူအကြောင်းသူပြောထားတာ။အဲ့တော့ဒီချေတို့အဲ့လိုမျိုး AMIS R နဲ့ပတ်သက်တဲ့စာကြောင်းလေးရေးချင်တဲ့အခါမှာဆိုရင် AMS I နဲ့ပဲတွဲပြီးတော့သုံးတယ်။ M က I နဲ့ပဲတွဲပြီးတော့သုံးတယ်။ဒါအောင်မှတ်ချအမယ် I နဲ့ M ကတွဲဆက်ပေါ့နော်။ M ကို I နဲ့ပဲတွဲပြီးတော့သုံးမယ်။ I am ပြီးရင် is ကိုကြပဲရှင်မှာသုံးလဲဆိုတော့အနေကိန်းနေပေါ့အနေကိန်းနေ she it he she it ပေါ့အဲဒီမှာဆိုရင် nouns pro pronoun နေမှာဆိုလို့ရှင် he she it ဆိုလို့ရှင် is နဲ့တက်သုံးတယ်ပြီးရင်တခြား noun နေပေါ့နော်တခြား noun အနေတွေအနေကိန်းခွန်တမျာကို is နဲ့သုံးတယ်ပြီးအများကိန်း we you they ဆိုတဲ့အများကိန်းကိုကြအားနဲ့သုံးမယ် the children ဆိုလို့ရှင် are နဲ့သုံးမယ် the children are อืม the children are playing ပေါ့ကလေးတွေကစော်နေတယ် ေးမောင်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  is a teacher မောင်မောင်ကဆရာမတယောက်ဖြစ်တယ်ဒါမျိုးဆရာတယောက်ဖြစ်တယ်ဟောဒါမျိုးတွေတော့ရရဲ့ပြီးတော့နံပါတ်၁ငါတို့ကမဟုတ်ဘူးလို့ပြောနေတယ်ဗောနော် ဟုတ်တယ်လို့ပြောနေတာကိုသိပြီးတော့ဒီသူကသူကအကြောင်းသားတယောက်ဖြစ်တယ်ဆိုရင် he is a student သူကအကြောင်းသားတယောက်ဖြစ်ဒီအဲ့လိုလေးလို့ရတယ်အသူကအကြောင်းသားတယောက်မဟုတ်ပါဘူးလို့ဘယ်လိုမြင်မလဲဗောနက်ဂတိဗ်အနေနဲ့ဒီမှာဆိုရင် positive နဲ့ negative နဲ့နှစ်ခုရှိတယ်။ positive ဆိုတာကကြာအပြုသဘောဆောင်တာပေါ့နော်။ဟွန်း negative ကမဟုတ်တာငါတို့ဟို covid ရောဂါပိုးတွေပါလေဆိုလို့ရှိရင် positive ဖြစ်တဲ့ဆိုရောဂါရှိတာလေ yes negative ဆိုမရှိတာပေါ့အဲအဲ့လိုမျိုးလည်းတူတူပါပဲအော်ညင်းမဲ့ဆိုရင်ဘာလုပ်ပြရမလဲဆိုတော့ not ထည့်လိုက်အောင်ပဲခုနပြောရဲ bad flu ပြရနောက်မှာ not ထည့်လိုက်အောင်ပဲအဲ့ဒါဆိုရင်ညင်းတဲ့ပုံစံလေးပေါက်သွားတယ် I'm um, is I နောက်မှာ not ထည့်လိုက်အောင်ပဲ I'm not is not are not I'm not he is not she is not အဲဒီလိုမျိုးတွေထည့်လိုက်လို့ရတယ် you are not we we ဆိုလို့ရှိရင်တော့ဒီအာနဲ့တုံးတဲ့အတွက် we are not you are not they are not ပေါ့ okay အဲ့လိုမှာအခုနောက်ပိုင်းပေါ့နော်အခုနောက်ပိုင်းငါတို့တွေကဒီစာကြောင်းတွေရေးတဲ့အခါမှာအရန်အတူကောက်လေးတွေတုံးလာကြတယ်လေအတူကောက်လေးတွေတုံးလာကြတော့ခုနလိုဒီစလုံးတွေကိုနှလုံးမေးတော့ပဲနဲ့တစ်လုံးစီ short form လေးတွေနဲ့ရေးကြတာမျိုးရှိတယ်အ I am ကို I am လို့မတုံးတော့ဘဲနဲ့ I'm ဆိုပြီးတော့တုံးကြတယ် ဒီမှာပေါ့နော် you are ကို you ကိုဆိုပြီးတော့သုံးတယ် we are ကို we they are ဆိုရင် they it is ဆိုရင် is she is ဆိုရင် she's he is ဆိုရင် his ဒါမျိုးအတူကောင်းလေးသုံးအဲ့တော့ဒီမှာကဆရာမတစ်ယောက်ဖြစ်တယ်ဆိုရင် she is a teacher လို့မရေးပဲနဲ့ she is ဆိုရင်ကွာစလုံးအတန်းနှစ်တန်းထွက်နေရတယ်အဲ့တော့ she is a teacher she is a teacher she is a teacher and they running and ပြီးတော့ you are late you are late you are late အဲ့ဒီလိုမျိုးအတူကောင်းလေးပြောချင်တဲ့အခါမှာဆိုရင်သုံးလို့ရတယ် ဟုတ်ပြီနော်သူဒီမှာပြထားတယ်အဲ့တော့အတူကောက်အနေနဲ့ညင်းနေတဲ့အခါမှာဆိုရင်အဲ့ဒီနောက်ကစလုံးတွေကို not ထည့်လိုက်ရုံပဲပေါ့ he is not she is not it is not we are not you are not အဲ့လိုအာ why it is so slow ဒါပေမဲ့ဒီဒီအရှိရလိုမျိုးပေါ့နော်နောက်ကနေတော့တင်းထဲတဲ့ပုံစံမျိုးကိုခုနောက်ပိုင်းမသုံးကြတော့ပါဘူးသူကတိအောင်လာရေးပြထားတာပေါ့နော်ဘလို့ပုံစံမျိုးသုံးလဲဆိုတော့ဒီနောက်ကပုံစံသုံးတယ် is not ကို isn't လို့ရေးပါတယ် he is not လို့မပြောဘဲနဲ့ he isn't အတန်ထွက်က isn't နော် he isn't ဒီ she isn't it isn't ပြီးတော့ we are not are not ကိုကြတော့ at နဲ့သုံးတယ် are not ကို a r e n t possibility we aren't you aren't they aren't โอเคအဲ့လိုမျိုး asan နဲ့ and ရဲ့အသုံးပြုပုံကိုကြားသိထားရမယ်ဟုတ်ပြီနော် i'm not ကတော့ဘွားလို့တူတူပါပဲ i'm not ကတော့တမျိုးလေးပဲဒီ i'm not လို့ပဲတုံးလိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒီ is not တို့ are တို့ဆိုရင်တုံးရင်ဒါ asan တို့ and တို့အသုံးပြုကိုသိထားပါမယ်โอเคအဲ့ဆိုရင်ငါတို့စာကြောင်းလေးရေးဖတ်ကြည့်ရအောင် i'm cold i'm cold can you close that window please အာအင်းနေပြီမင်းတရင်ကပရင်မောက်ပိတ်ပေးနိုင်မလားဒီမှာဆိုရင် i'm cold နဲ့ရေးထားတယ် ဟုတ်ပြီပြီးတော့ I'm 32 years old my sister is 29ငါကအသက်32နှစ်ရှိပြီငါရဲ့ sister ငါညီမကတော့29နှစ်ဖြစ်ပါတယ်ဒီမှာလဲ I'm နဲ့သုံးထားတယ်ပြီးတော့ Steve is a he's in bed Steve ကဖြားနေတယ်သူကအရာရင်းမှာ My brother is scared of dog ငါရဲ့ကိုကဖေးတွေကိုကြောက်တယ် it is time to blow you are late again စနေရောင်ထုတ်ပြီးမင်းနောက်ကြပြန်ပြီအဲဒီလိုမျိုးပေါ့ဒီမှာဆိုရင် it is ကို is နဲ့တုံးတယ် you are ကို you ဆိုပြီးတော့တုံးထားတယ် N and I are good friends. N and I are good friends. Your keys are on the table. Me and Dory got table. Uh, come on, see you. No, I'm tired, but I'm not hungry. Naga paisa, naga pimani bi time. Naga pai do masadi. Di aga sa down liaro tu. Nye ne yita. No, I'm tired, but I'm not hungry. Lisa is interested in politics. She is interested in art. Lisa ga politics. Lisa isn't. Sorry. Lisa isn't interested in politics. She's interested in art. Lisa ga politics nai ngan ye ma sain interested in art. Du ga anu di na James isn't teacher, he is a student. James ga siya ma siya he is he's a student. Du ga jang Those people aren't English, they're American. Di lu English, English lu ri mho ja American. Du American lu ri pi jai. It's sunny today, but it warm. It's sunny today, dine ni but it isn't warm. နွေးတော့မနွေးထွေးဘူးပေါ့နော်ဒေတာပဲမလဲမနွေးထွေးဘူးအရင်အေးတဲ့ဒေတာတွေမှာဆိုရှိရပါဘူးဟာအခုလည်းစမ်းခြင်းပဲပဲပြောလို့ရမယ်ဒီငါတို့ဒီနိုင်ငံမှာဆိုရင်တော့ it is is rainy today but it isn't cold ပေါ့အဲ့လိုပြောင်းရလို့ရတယ်ဒီမှာ rainy မိုးရွာတယ်ဒါပေမဲ့မအေးဘူးဟုတ်ပြီနောက်တစ်ခုကကြတော့ does does it ငါတို့ကဒီ that တို့ there တို့ here တို့လည်းသုံးလို့ရတယ် Thank you. That's very kind of you. Jesus, me Thank you. That's very kind of you. It looks very great. Jesus, how about Chris? Here's your key. Thank you. Here's your key. Thank you. Here's your key. Thank you. Hello, you. That is to. There is to. Let's go to the Jesus. That's. This is the post of yes. When that's. There is so in. There's. Here is so in. Here's. I'm really Jesus. ။ဒါဆိုရင်တော့အခု teacher တို့ဒီ lesson လေးတွေရဲ့နာမည်လေးတွေလည်းတည်သွားရင်ဘယ်လိုရေးရမလဲဆိုတာလည်းတည်သွားရင်ဆိုလို့ရှိရင်တို့ exercise ကြည့်အောင်။ exercise လေးချိန်ခန်းလေးရောက်လာပြီ။အင်တာလောက်ရမယ်ပိုင်းရောက်ပြီနော်။စာအုပ်နဲ့ဘောပင်နဲ့ယူပြီးတော့မှ live မှတ်ထားကြမယ်လို့ထင်ပါတယ်။ live မှတ်ထားကြမယ်နော်။ကိုမသိတဲ့ဟာကိုစာအုပ်နဲ့ဘောပင်နဲ့ယူပြီးတခါလေး live မှတ်ထား။ဟုတ်ပြီ1.1က write the short form လေ။အော်ဒီစာလုံးလေးတွေရအတူကပုံစံကိုရေးပါ။အဲ့တော့ she is ဆိုရင်တော့ she is for number 2က they are ဆိုလို့ရှိရင်ဘယ်လိုရေးမလဲ t h e y post of the r e they okay now number 3က it is not it's not ကတူကောက်က it isn't ဟုတ်ပြီအဲ့ဆိုရေးတတ်မယ်နော် number 6 key ဆိုရအောင်အဲအင်ဇာကဘယ်လိုလုပ်ရမလဲဆိုတော့စာအုပ်ထဲမှာဘယ်တော့စာအုပ်ထဲမှာ1.1ဆိုပြီး number 1 she is ဒီနားမှာ she's အဲ့လိုမျိုးလေးရေးပါ number 2 they are ဒီနားမှာ they တာမျိုးလေးရေးပြပါ1 2 6ကိုအဖြေတွေပဲမရေးနဲ့နော်အကုန်ပြန်ရေးခိုင်းနေဆိုတော့ကပို့ပြီးတော့ညတအောင်လို့ အမေကတခါလေးရေးတာ1.2 1.2 right um is r လေ m damo is damo r ကိုရေးပြပါဘူးအဲ့တော့ m is r ဘယ်လိုခွဲရမလဲ i ဆိုရင်အများနဲ့ m နဲ့သုံးတယ် is ကတော့အနည်းငယ်တွေကို is နဲ့သုံးပြီးတော့အများငယ်တွေက r နဲ့သုံး number 1 the weather is nice today ဒီနေ့ရာသီဥတုသားရ the weather ဆိုတော့ is နဲ့သုံးဒီ i i ဆိုရင်ဘာနဲ့ပြမလဲ in this bag the 8 the 8ဆိုတော့အနည်းငယ်ဖြစ်တဲ့အတွက်ကြောင့်လို့ this bag is heavy ဟုတ်ပြီဒါဆိုရေးတက်မယ်လို့ကျန်ပါတယ်ဒါတွေကိုလည်းပဲစာကြောင်းလိုက်ပြန်ရေးပါမယ်စာကြောင်းလိုက်ရေးပြီးတော့အ is အဖြေတွေအာမလိုင်းတာပြီးပေါ့နော်ဖြေအာမလိုင်းတာပြီးစာကြောင်းလိုက်ရေးမယ်နော်ဖြေတွေပဲမရေးပါနဲ့ဘာလို့လဲဆိုတော့တစ်ကြောင်းလုံးရေးမှာကွာစာကြောင်းရဲ့ဒီစာပုံကကြည့်လို့ရအောင်ပေါ့နော်တစ်ကြောင်းလုံးပြန်ရေးပြပါ1.3 complete the sentences တူလည်းဒီတိုင်းပဲဒီစာဒီ sentence တွေပေါ့နော်ဒီစာကြောင်းတွေကိုဖြေ Steve's A ကို he's in bad Steve ကဖြားနေတယ်သူကအဲ့ရာထဲမှာရှိတယ်ဒီမှာကဗတ်တွေမဟုတ်တော့ဘူး subject ကို buff ကိုရောပါဒီစာကြောင်းရဲ့အဓိပ္ပာယ်ကိုဘာသာပြန်ကြည့်ပြီးတော့မှဖြေပေးရမှာပေါ့နော်နံပါတ်2 I'm not happy ဒါကဘိုင်းမစားဘူးဒါပေမဲ့ငါဘိုင်းငါရေးစာတယ် Planter Steve ပေါ့အဲ့ဆိုဒီမှာထည့်ပေးရမယ် subject နဲ့ buff ကဘာဖြစ်မလဲအရှိစာကြောင်းတော့ပြန်ကြည့်လို့ရအရှိစာကြောင်းမှာ I am ဆိုလို့ရှိရင်နောက်မှလည်းပဲ I am ပဲပြန်ထည့်လို့ရပါတယ်ပေါ့နော် I am thirsty number 3 Mr. Thomas is a very old man Mr. Thomas ကအရင်ကအသက်ကြီးတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်သူက68နှစ်ရှိပြီးသူကဆိုတာဘယ်လိုရေးလဲ subject or verb ကိုရေးပြရမယ်နော် subject or verb ကိုအတူကောင်လေးဘယ်လိုရေးမလဲအာ number 4 these chairs are beautiful ဒီ chair တွေကမလားဘူးဒီကလချိုင်တွေကမလားဘူးဒါပေမဲ့သူကတက်တောင်တတာရှိတယ် plan comfortable growth ငါကိန်းဘယ်လိုရေးလဲဒီ ဟုတ်တယ်နော်ဒီက comfortable ဟုတ်ကဲ့နံပါတ်5ကကောက်ကိုဖြည့်တတ်မယ်ထင်ပါတယ်5 6 7 8ဟုတ်ကဲ့အာ8လေးကိုတော့နံပါတ်8လေးကိုတော့တစ်ချက်ကြည့်ပါဦးနံပါတ်8က black you are cold ဒီမှာ main ရဲ့ကိုကြီးတော့ call အင်းဒီပါဒီမှာဆိုတော့ ears ear is ပေါ့ ear is ကိုတို့ပေါ့ရေးလိုက်တော့ he is your cold ဟုတ်လေတကြောင်ကြီးမယ်နော်124 look at lisa sanders in 1a လေ तो लीसा ये वहाँ इमारत है बोलो लीसा ये साजाने उच्ची बात ची बिवा फोचांग को जाएंगे ओके तो मामा मी मैच ने लीसा का my name is Lisa. I am Blaugia old. I am from Yangon. My name is Teacher. My name is Nadia. I am 20 years old. I am from Yangon. I am I am Yangon. I am from Yangon. I am a teacher. My favorite color is blue, and I am interested in education. Can I ask you that? အဲ့လိုမျိုးကိုယ့်ရဲ့အစီအမံစာတာတွေကိုရေးလို့ရပါတယ်။ဒါဆိုရင်ဒီ1.4ကိုလည်းပဲ6ချောင်းရေးပြပါ။1.5 right sentences for picture လည်းဒီပုံလေးအတွက်စာတောင်းလေးရေးပါဗော။သူပုံလေးတွေကိုကြည့်ပြီးတော့မှစာတောင်းလေးရေးရမယ်။ Number 1ဆိုရင်သူကအာရေးစာလိုက်တာအဲ့ဒါဆိုရင် she is thirsty ဗော။ Number 1ဆိုသူတို့က they are cold. Number 3 4 5ဘယ်လိုစာရေးရမလဲရေးတယ်မချင်ပါဘူး။အာပြီးတော့ရေးတဲ့ကိုက adjective play မတီးလို့ရှင်လည်းဒီပုံမှာ adjective play ပြောပြထားတယ်။ ဟုတ်ပြီနော် subject verb ရဲ့နောက်က adjective လေးကြီးလိုက်ရအောင် angry ဆိုတာကစိတ်ပူတော့ cold က ee တော့ hot ကပူတော့ hungry ပိုက်စားတော့ skill ကြောက်ရွံ့တော့ thirsty ရေးစားတော့မ thirsty ရောတုံးပြီးတော့ရေကျေခုနပြောရတဲ့ cold တဲ့တုံးပြီးတော့ရေဆိုတော့ဂျန်တဲ့ဟာတွေမှာဆက်ပြီးတော့ရေးတတ်လို့ထင်ပါတယ် okay 1.6 right true sentences အမှန်ကန်တဲ့စာကြောင်းလေးတွေရေးပါ positive or negative uh, positive စာကြောင်းလဲရတယ်ဒါမှမဟုတ်အငင်းစာကြောင်းလဲရတယ်ပေါ့နော် use it isn't are uh, at it isn't are uh, answer ဟာမျိုးလေးရှိပါလို့ uh, number 1ဆိုရင် it is hot today ဒီနေ့ဒီနေ့နေပူနေဒီနေ့ပူရယ်ပေါ့နော်အဲအဲ့တော့ကိုကမှန်တဲ့စာကြောင်းလေးရေးရမယ်မှန်တဲ့စာကြောင်းလေးရေးရမယ်ဆိုတော့ဒီနေ့ပူလောက်ပူလားဒီမှာတော့ပူပဲပူတော့ is hot today ပေါ့ကိုလေးရဲ့နေရာမှာမပူဆိုရင် it ရဆိုရင်လို့ရှိရင်တော့မပူဆိုရင်တော့အငင်းနဲ့ it isn't hot today လို့ရေးပေါ့နော် number 2 အာ it windy တို့တည်းလဲသူကဒီမှာ buff ကိုတော့ဒီမထားဘူးเนาะ subject ပဲပါတယ်ကျွန်တော်ကတော့ buff ကိုစဉ်းစားပြီးတို့ပေါက် buff တို့ပေါက်လေးရေးပြရဒါဆိုရင် it it windy today mm ဒီမှာကတော့လေးလေးတိုက်တယ်လေးတိုက်တယ်ဒါပေမဲ့လေးပူကြီးပေါ့เนาะအဲ့တော့ it it is for is windy today လို့ရေးလို့ရတယ်ပြီးရင် my hand blank ကိုရဲ my hand ကိုရဲငါလက်တည်းအေးလားအေးဘူးအဲ့တော့ my hand at four. All of them, all of the has Number four, Brazil, Brazil, a very big country. Brazil, Brazil, okay, okay. Brazil is a very big country. Number five, diamond plant chip. Uh, Sainia chips, Rosie, that's all. See, Mr. Downo, as a blue yin. And number six, are in the US. Toronto, US, Machia. Toronto, US, Mokanida, Machia, or Toronto isn't in there? she was Obi number seven tired Bimala I'm not tired. No, I'm not tired. What about you? Are you tired? Asalo lotion or tired ping as in Mamma look up for me, no? Go say got fresh pin as in my lotion for your side. Not you hungry. I'm not hungry. I just eat my lunch. Not been. Nilas are sabi long. I got a pine sour. What about you? Are you hungry? ဟန်ဝေးဖြစ်ပြီးတိုက်ရိုက်ဖြစ်နေတဲ့အချိန်မှာတော့ဒီဗီဒီယိုကြည့်ရင်တော့နည်းနည်းအခြေတည်ဆိုးနေပါတော့နော်ကိုကအာစာကောင်းတဲ့မဝင်နိုင်ကြည်ညာအဲ့တော့ထားရလည်းမဖြစ်ဘူးသမီးလည်းစားပြီးတဲ့အချိန်မှာကြည့်ရင်ပေါ့ကောခမရပါတယ်ဘလို့ကြည့်ကြည့်နော်အဲ့လို condition တွေဒါတက်မှတ်ထားပြီးမယ်လည်းစားလို့ချင်တဲ့သူကတော့ပုံစံဆိုးလို့ရတယ်နောက်တစ်ခုကိုယ်ဆွေမှာလေမျိုးကောင်းတဲ့လူလား no i don't know why swimming i don't know why swimming is I don't know how to swim so I'm not a good swimmer ဒီလက်ရအောင်တော့မလာခဲ့မဲ့လူရှိမှရအဲနံပါတ်10 interesting in football football စိတ်ဝင်စားလား no I find it boring I'm not interesting okay အဲ့လိုမျိုးကိုယ်အတွက်မှန်တာလေးရောကိုယ်အတွက်မှန်တာရေးမယ်နော်ဒါတော့တစ်ချက်အတွက်မှန်တာလေးပြထားတယ်အခုချိန်မှာ grammar basic grammar pattern လေးတွေအကြောင်းတရားသိပြီးတော့မှ grammar စာကြောင်းလေးတွေဘယ်လိုရေးရမလဲဆိုတာသိပြီးတော့ချင်ပါတယ်အဲ့ဆိုရင်တော့အင်စာလေးတွေတရားလိုက်လုပ်ပြီးတော့မှ share telegram ချက်ပေါက်ကဲ page ပုံမှန်အောက်မှာပေါ့နော်အင်စာလေးတွေကိုရေးထားတဲ့အင်စာကိုဓာတ်ပုံရိုက်ပြီးတော့မှချက်ပေးခဲ့ပါ okay see you in my next video bye